ပတ်ဝန်းကျင်မှာတွေ့နေမြင်နေကြမဟုတ်တဲ့အရာဝတ္ထုပစ္စည်းတွေကိုတွေ့ရင် ထိတာ၊ကင်တာမလုပ်ပါနဲ့။နေရာပြောင်းတာ၊ချွတော့နဲ့ကန်တာ၊ခဲနဲ့ပေါက်တာ၊အနီးကပ်ဝိုင်းအောင်ကြည့်တာ၊ဓာတ်ပုံရိုက်တာတွေဟာအန်ဒရယ်ရှိတဲ့အပြုတ်မှုတွေဖြစ်ပါတယ်။မြေမြုပ်မိုင်းနဲ့စစ်ကြံလက်နက်ပစ္စည်းအန်ဒရယ်သတိရှိပါမင်္ဂလာပါကန်ထရောဝတီ time သတင်းဌာနရဲ့နိုဝင်ဘာလ10ရက်သတင်းနာနေ့ညနေခင်းရုံသတင်းကိုပြည့်လည်တင်ဆက်ပေးပါမယ် စစ်ကြောင်ထို့လို့လွိုင်းကိုအရှိဖက်ချန်ကစစ်ဆောင်အေဂျီတထောင်ဝန်းကျင်ထက်ဆင့်တင်းဆောင်လေရပါတယ်။လွိုင်းနယ်ဖားမြို့နယ်အတွင်မှာဘိန်းဆိုင်ပြုံမှုမပြုတ်လောက်ချဖို့မြို့နယ်ဖူပေါင်းအုပ်ချုပ်ရေးကစာထုတ်ပြန်ထားပါတယ်။တန်လွေမြစ်အတွင်မှာအစိတ်တင်းစီတဲ့အာဆင်းနဲ့တတူတက်ပါဝင်မှု၅ဆမြင့်မာနေတယ်လို့သိရပါတယ်။စစ်ကော်မရှင်ရဲ့တိုက်ခိုက်မှုတွေကြောင့်ဂရနီပြည်မှာမြို့မှုခေါင်းပါမှုဖြစ်လာနိုင်တယ်လို့ KNHRG ကပြောပါတယ်။ဒီသတင်းတွေကိုတင်ဆက်ပေးပါမယ်။ ဆစ်ကော်မရှင်သက်စစ်ကြောင်းထိုးလာတာကြောင့်လိုင်းကွန်မြူနီအရှိဖက်ချန်ကစစ်ဆောင် H2000 ဝန်းကျင်ဘေးကင်းရာကိုထပ်ဆင့်ရွှေ့ပြောင်းနေရပါတယ်။ဆစ်ကော်မရှင်ကစစ်ကြောင်းထိုးလာသလိုလေကြောင်းတိုက်ခိုက်မှုတွေလည်းပြုလုပ်နေတာကြောင့်စစ်ဘေးရှောင်းတွေကထပ်ဆင့်ရွှေ့ပြောင်းနေရတာပါ။ပြီးခဲ့တဲ့အော်တိုဘလလင်မာကလေးကစစ်ကြောင်းထိုးလာတာဖြစ်ပြီးဒေသခံသုံးလရင်တပ်ဖွဲ့တွေနဲ့မကြာခဏထိတွေ့တိုက်ပွဲဖြစ်ပွားနေသလိုဆစ်ကော်မရှင်ရဲ့လေကြောင်းပစ်ခတ်မှုတွေကြောင့်လည်း အမျိုးသမီးတဦးအမျိုးသားတဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။အရေးစစ်ဆောင်စခန်းမှာတော့ H1500 ဝန်းကျင်ရှိပြီးအခုထက်ဆက်ရွှေ့ပြောင်းရတာက H1000 ဝန်းကျင်ဖြစ်ပါတယ်။အခုလိုထက်ဆက်ရွှေ့ပြောင်းရတာကြောင့်အခက်အခဲစိန်ခေါ်မှုတွေကိုရင်ဆိုင်နေရပြီးအကူအညီတွေလိုအပ်နေကြတယ်လို့သိရပါတယ်။ကရင်ပြည်လွန်နှန်းဖမြုပ်နယ်အတွင်းကခြေရွာတွေမှာဘိန်းဆိုင်ပြုံမှုလုံးဝမပြုတ်လောက်ချဖို့နဲ့တွေ့ရှိရင်ထိထိရရအေးအေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဝိုင်နန်းဖောင်မြို့နယ်မြို့နယ်ပူပေါင်းအုပ်ချုပ်ရေးကော်မတီကထုတ်ပြန်ထားပါတယ်။ဘိန်းဆိုင်ပြုံမှုကိုတောင်းဆီးနိုင်ဖို့အတူတကွပူပေါင်းလှုပ်ဆောင်မှသာလျှင်နောက်လာမယ့်မျိုးဆက်သက်တွေငွေရစီဝါနဲ့ကင်းနိုင်မှာဖြစ်တယ်လို့အုပ်ချုပ်ရေးတာဝန်ရှိသူတူကပြောပါတယ်။ဘိန်းအစားထိုးတခြားသောသီးနှံတွေစိုက်ပျိုးနိုင်ဖို့အတွက်ဂျိုးပန်းပေးနေတာရှိတယ်လို့လည်းသိရပါတယ်။ဘိန်းဆိုင်ပြိုးရမှာအသုံးပြုတဲ့ပိုးသက်စေ၊ပေါင်းသက်စေ၊ဓာတုစေအလုံးအကျုံအသုံးပြုမှုတွေကြောင့် သွင်းရီချောင်းရီတွေညှိနှိုင်းမှုဖြစ်ပေါ်စေတာကျွဲနွားတရိတ်ဆန်တွေအရေရဖြစ်စေနိုင်တာမွန်းရီစေဝါသုံးဆွဲမှုနဲ့ရောင်းဝယ်ဖောက်ကားမှုကို သုံးအားပေးသလိုဖြစ်စေတာလူနေမှုတဟဆန္ဒထိခိုက်လာလာဖြစ်ပေါ်လာတာကြောင့်ဒေသခံပြည်သူတွေရဲ့တောင်းဆိုချက်အရအခုလိုထုတ်ပြန်ရတာဖြစ်တယ်လို့သိရပါတယ်တန်လွေမြင့်အတွင်မှာအာဆင်းနစ်လို့ခေါ်တဲ့အလွန်အဆိပ်သင့်စေတဲ့သတ္တုထက်ပါဝင်မှုကဘေးအန္တရာယ်ကင်းမှုပမာဏထက်ငါးဆမြင့်မာနေတာကို ထိုင်းအနာပိုင်တွေကတွေ့ရှိခဲ့ကြပါတယ်။ဒါကြောင့်ထိုင်းနိုင်ငံမေအောင်ဆောင်တောင်ပိုင်းမှာရှိတဲ့ဆုံးမွိုင်းမြို့နယ်မှာအနာပိုင်တွေကတန်လွေမြည်ရီအုံပြူတာမြစ်တွင်ငါဖမ်းပြီးစားသုံးတာတွေကိုတောက်စီထားတယ်လို့သိရပါတယ်။ဂရင်းနီပြည်မှာလည်းတန်လွေမြစ်ကိုအမိပြုတ်ပြီးအသက်မွေးဝမ်းချောင်းပြုတ်နေတဲ့သူတွေရှိပါတယ်။တန်လွေမြစ်နဲ့နေတဲ့ဂရင်းနီပြည်ရွာတင့်မြို့ကဒေသခံကိုကန်ဒရိုဝတီတိုင်းကတန်လွေမြည်ရီအုံပြူမှုနဲ့ပတ်သက်ပြီးတော့မေးမြန်းကြည့်ရမှာတော့ ညည်ရီတောက်တုံမှုကြောင့်ကောင်းမှုတာဝမ်းလျှောတာအန်နာစတဲ့ကျမရင်းဆိုင်ရာပြဿနာတွေကြုံလာရတယ်လို့ပြောပါတယ်။ကျမတက္ကသိုလ်ရဲ့သဘောဝပတ်ဝန်းကျင်သူတည်တနာဌာနကတန်လွေမြည်ရီအတွင်မှာတတုတက်ပါဝင်မှုပမာဏများနေတဲ့အချက်လက်ကိုအစီရင်ခံစာတင်ပြခဲ့တာဖြစ်ပါတယ်။ဒေသခံတွေရဲ့ပြောကြားချက်အရမြစ်ဘေးတခြားမှာရွှေကျင်လုပ်ငန်းတွေရှိတယ်လို့ဆိုပါတယ်။ထိုင်းအနာပိုင်တွေကတော့အာဆင်နစ်တတုတက်အော်ဖွဲ့မြစ်တလာမှုရဲ့အကြောင်းရင်းကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်စစ်ကော်မရှင်တပ်ကဂရနီပြည်မှာစိုက်ပျိုးခင်းတွေနဲ့စိုက်ပျိုးတောင်းသူတွေကိုဥတီတိုက်ခိုင်းနေတာကြောင့်ပြည်တွင်းမှာငတ်မှုခေါင်းပေါင်းမှုဖြစ်လာနိုင်တယ်လို့ဂရနီလူခွေရေးဖွဲ့ KNHRG ကပြောပါရယ်။အော်တိုဘာလအတွင်းဂရနီပြည်မှာစစ်ကော်မရှင်တပ်ကတောင်းသူတွေရဲ့စပါခင်းထဲလက်နဲ့ကြီးပစ်ခတ်တာ၊စပါရိတ်သိမ်းနေတဲ့တောင်းသူတချို့ကိုဖမ်းဆီးရိုက်နှက်တာတွေရှိခဲ့ပါရယ်။ဒေသခံတွေရဲ့စိုက်ပျိုးရေးကိုစစ်ကော်မရှင်တပ်က ြစ်မှတ်ထားတိုက်ခိုက်နေတာတွေအပြင်နှစ်ဖက်ဆက်ရေးအခြေအနေသေးမှမရှိလာရင်ပြည်တွင်းကုန်စည်စီးဆင်းမှုလမ်းကြောင်းလဲပိတ်ဆို့မှုဖြစ်ပေါ်လာနိုင်ပါတယ်။ဒါကြောင့်ဖြစ်ပေါ်လာနိုင်တဲ့နောက်ဆက်တွဲကုန်စည်ပြက်လက်မှုကုန်စည်နှုန်းမြင့်တက်မှုစားနပ်ရိက္ခာမဖူလုံမှုတွေကိုစီမံဆောင်ရွက်နိုင်ဖို့အစီအမံတွေချထားတယ်လို့ IEC အတွင်းရေးမှူးနဲ့ဥပညာကတော့ Controversy Time ကိုပြောပါတယ်။ဒီမော့ဆွေမင်းရဲ့အတွင်းမှာတော့စစ်ကော်မရှင်တပ်သားတွေနဲ့နေတဲ့လေယာဉ်စိုက်ခင်တွေမှာ ရိုက်သိမ်းနိုင်ဖို့ညှိနှိုင်းရသူတွေရှိနေတယ်လို့တချို့ကလည်းစပားကိုမဖြစ်ဖြစ်အောင်ရိုက်သိမ်းဖို့စီစဉ်ချရတဲ့တောင်းသူတွေရှိနေတာပါ အော်တိုဘားလအတွင်မှာတော့ဖရူဆိုနဲ့ဒီမိုဆိုမျိုးနဲ့အတွင်စပားရိုက်သိမ်းနေတဲ့တောင်းသူတွေကိုစစ်ကော်မရှင်က drone နဲ့ပုံကျဲခဲ့တာကြောင့်အရက်သား၃ဦးထိမှန်သေဆုံးခဲ့ရပါတယ်ကန်ဒရောဒီထိုင်မြင်ရင်ခင်ရုပ်တန်တဲ့တင်ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံး ဖိတ်ခင်းလို့ခြုံကြပါစေရှင်ကျမမောညာမှာပါ